ညာရဲ့သူ့ဟူမြန်မာမှုပါရပြန်ထားတဲ့ artificial intelligence ဒီကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းစောင့်တာဒီမှာ ပေါ်လာဖြစ်ပါတယ်။ဟာစီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊နေပယ်တိတိမှာညာရဲ့သူ့ဒီမရှိမဖြစ်ပေါ်လာပါပြီ။ညာရဲ့သူ့ဘာလဲပေါ့နော်လူတွေကမိကုန်ထုတ်ကြစေဖြစ်တယ်။အဲနောက်တစ်ချက်ညာရဲ့သူ့ကဘယ်လိုဆက်ဆောင်ရေးရှိလဲဆိုတော့မိကုန်ထုတ်စီစေဖြစ်ပေါ့နော်။အဲညာရဲ့သူ့ကဘာလဲဆိုတဲ့နံပါတ်တစ်ချက်ပေါ့။ညာရဲ့သူ့ဘာလဲဆိုတဲ့ချက်ကကျွန်တော်မြန်မာမှုမှာ ကျွန်တော်တို့မြန်မာလူမျိုးတူတူတယောက်ချင်းစီအဲနားလေလို့ဘာသာပြန်ထားတာနေလို့ဖြစ်ပါတယ်အဲကျွန်တော်နားလေလို့ဘာသာပြန်ထားတယ်ကျွန်တော်လေးလာလေလို့ဘာသာပြန်ထားတာရောညာတို့အရေးတို့ဘာသာပြန်ထားပါတယ်လူတိုင်းတိုင်းမှာအရေးရှိပါတယ်တို့တူ ကျွန်တော်မှလည်းအရေးရှိပါတယ်တို့အရေးဒီညာတို့ဖြစ်ပါတယ်ဒီတော့ညာတို့အရေးဒီဘယ်လိုဆွဆောင်ရရှိလဲပေါ့နော်ဒုတိယမေကွန်းကညာတို့ဒီကပိုင်တဲ့မှာတော့ problem solving ပေါ့ပြဿနာဖြေရှင်းပေးဖို့ တွက်သူဒီကွန်ပျူတာစနစ်နဲ့ပြင်နာပြရှင်ပြီးတဲ့စနစ်တစ်ခုဖြစ်ပါတယ်ထို့တူပဲငယ်သူဒီကျွန်တော်ရဲ့အရေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ပြင်နာများကိုကွန်ပျူတာစနစ်ပြဖြစ်ရှင်ပြီးတော့အရေးဖြစ်ပါတယ်တို့ပဲလူရင်းတိုင်းမှာလည်းအရေးရှိပါတယ်လူရင်းတိုင်းမှာရှိတဲ့ပြဿနာတွေကိုတို့ငယ်သူဒီကွန်ပျူတာစနစ်နဲ့ဖြစ်ရှင်ပြနိုင်စွမ်းရှိပါတယ်အဲ့ညာတို့ပါပါလဲဆိုတာရဲ့အချက်ကကျွန်တော်ဒီမြန်မာလိုအရေးလိုပဲနားလည်အောင်ပါလာပြန်မိပါတယ် ကျွန်ညာရီတူတီဘယ်လိုဆက်ဆံရရှိလဲဆိုတော့ညာရီတူတီအမ် province လောက်ပဲပေါ့နော်ကျွန်တော်တို့ရဲ့နေ့စဉ်စင်ခုံတက်နာစင်ခုံမြောက်ကွန်ပျူတာစနစ်ဖြစ်ချင်းဖြစ်ချင်းဖြစ်ပါတယ်ပေါ့ဒီနေ့ကမ္ဘာစီးပွားရေးဥဆောင်နေတဲ့နိုင်ငံကြီးတွေမှာလည်းညာရီတူပေါ့ကိုအများကြီးရင်းနှီးမြှုပ်နှံချလာမြှုပ်နှံလာကြရပေါ့နော်တနည်းအားဖြင့်တော့ကျွန်တော်လူတွေပေါ့ investment လုပ်လာကြရပေါ့နော်ညာရီတူကဘယ်လိုဖန်တီးထားလဲပေါ့နော်ဘယ်လိုဖန်တီးနိုင်လဲဆိုတာလူတွေကစိတ်ဝင်စားကြတယ်အဲတို့တူလည်းစူးစမ်းပြီးတော့မှဖန်တီးကြရပေါ့နော် တို့တို့ကျွန်တော်တို့ညာသူကိုအဲကျွန်တော်ရဲ့ story weaver ပေါ့နော်ဇလံစက်ညွန်ရေးတဲ့အဲ software တစ်ခုဖြစ်ကျွန်တော်ဖဏိထားပါတယ်ဒါကဘာလဲဆိုတော့ဟိုကျွန်တော်ဒီစာရေးလာတာပေါ့နော်စာရေးလာတဲ့တက်တန်ချောက်တွဲဟိုဟိုဝါရာအတစ်တီပေါ့ဝါရာအတစ်တီနဲ့ဝါရာနိုင်ငံလောက်နေပဲကျွန်တော်ဒီဇလံ support တစ်ခုရေးနိုင်ရေးတဲ့အောင်ဝါရာအတစ်များသားကိုရှောက်ပေးနိုင်တဲ့ platform တစ်ခုကျွန်တော်ဖိတ်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ ကျွန်တော်ဖန်တီးတဲ့ညာတူစနစ်ကတော့ကျွန်တော်ဒီကျွန်တော်ပရော်ဖက်ဆာလုပ်ခြင်းဖြစ်တဲ့စာရေးစာရေးနီးစာစာရေးနီးပေါ့နော်စာရေးနီးကိုကျွန်တော်ဖန်တီးခြင်းဖြစ်ပါတယ်ညာတူကိုဘယ်လိုဖန်တီးနိုင်လဲပေါ့နော်အဲဒီနေ့ကမ္ဘာဖွံ့ဖြိုးနိုင်ငံတွေအတွက်ကတော့ညာတူဒီအဲအဲဖန်တီးရလွယ်ကူတယ်ပေါ့နော်တို့မှာအရင်းမြစ်တွေရှိတယ် infrastructure ရှိတယ် human resource တွေရှိတယ်ဒီတော့အတားကြက်တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဒီကတော့ညာတူကို ဖန်တီးဖို့အတွက်တော့ resource တွေအများကြီးလိုအပ်ဆဲဖြစ်တယ်ပေါ့နော်တို့အတူအဲ infrastructure တွေအများကြီးလိုအပ်တယ်အဲ human resource တွေအများကြီးလိုအပ်တယ်ဒါတွေဒီယနေ့ချင်းဒီအဲတိစောက်နေတဲ့အနေထားမှာတော့ညာတို့ဟိုကျွန်တော်ကိုယ်ပိုင်ညာတို့တစ်ခုကိုဖန်တီးနိုင်ဖို့ဆိုတာအလောင်းဝင်နေတယ်ဖြစ်ပါတယ်ဒီကဘာကြီးရဲ့ညာတို့ဖန်တီးတဲ့ဒီ resource တွေကိုအခြေခံပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံဓာတ်တွေအနေနဲ့ကတော့ agent အနေနဲ့ကျွန်တော်ဖန်တီးလို့ရပါတယ်အဲ ညာသူ resource တွေကိုမှာကိုကအဲမြန်မာလိုကိုယ်စလဲပေါ့နော် agent ပေါ့ကိုစိတ်ကြိုက်ကိုရဲ့ problem solve င်းအတွက်စိတ်ကြိုက်ဖြစ်လို့ရပါတယ်ကျွန်တော်ရဲ့ story weaver ကိုတော့ကျွန်တော် agent တယောက်အနေနဲ့ကျွန်တော်ဖြစ်နေထားပါတယ်အဲ story weaver မှာတော့ပထမပုံမှာတော့ကျွန်တော်အနေနဲ့ကိုတီရဲ့ဝါတာလေးပေါ့နော်ဒလုံးတီစီနှလုံးတီစီအဲရိုက်ထည့်လိုက်လို့ရှိရင်အဲဝါတာပေါ့များစွာကျွန်တော် story ပုံအနေနဲ့ထုတ်ပေးပါတယ် ဒုတိယပုံကတော့ကျွန်တော်တို့စက်ညွန်ပေါ့နော်စက်ညွန်ကိုစတိုရီရေးမှလာကျွန်တော်တိတ်ပံတိတ်ပံစိတ်ကွင်းဇလံရေးမှလာကျွန်တော်ကြပြာရေးမှလာတဏ္ဍာရေးမှလာပေါ့နော်တတိယတစ်ခုကတော့ဓာတ်ပုံပေါ့နော်ရေစင်းနဲ့ထုတ်မှလာကျွန်တော်စိုက်ဘာပတ်နဲ့ထုတ်မှလာအဲစတရက်ချာမျိုးမျိုးရှိပါတယ်ပေါ့နော်ဒီစတရက်ချာမျိုးမျိုးနဲ့ကျွန်တော်အဲတိဆောက်ထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့စတိုရီပွန့်ပေါ့နော်အဓိကပြောတော့စာရေးတဲ့အခါမှာအထောက်အပံ့ဖြစ်အောင်ရည်ရွယ်ပြီးတော့မှအင်းသူ့ကိုဖန်တီးထားခြင်းဖြစ်ပါတယ် ကျွန်တော်မြန်မာနိုင်ငံသားတွေနဲ့တော့ညံတွတ်ဆင်စားတဲ့မြန်မာလူငယ်တွေတွေ့တဲ့ကတော့ဟိုကျွန်တော်ဒီ agent တယောက်အနေနဲ့ resource တွေက agent တယောက်အနေနဲ့ညံတွတ်ကိုဖန်တီးလို့ရပါတယ်ဗျညံတွတ်ဒီ problem solving အတွက်နေဖန်တီးထားတယ်ပေါ့နော်အဲညံတွတ်ကတော့ကျွန်တော်ဘာသာပြန်ရလို့အရေးတို့ကျွန်တော်ဘာသာပြန်ထားပါတယ်တို့တို့ပဲဒုတိယတယောက်တယောက်စီရဲ့အရေးတိုင်းဒူတွေရဲ့စိတ်ကိုအိမ်မတူတိုင်းဖန်တီးနိုင်ပါတယ်ပေါ့ ဒါကြောင့်ညာတူဒီ problem solving အတွက်တည်းမဟုတ်ဘဲနဲ့ကျွန်တော် innovation idea အနေနဲ့လည်းတူဒီရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ညာတူကိုကျွန်တော်တို့ဘယ်လိုမျိုးဖန်တီးနိုင်လဲဆိုရဲအချက်တည်းပေါ့နော်ကျွန်တော်အဲကျွန်တော်ဖန်တီးထားတဲ့နည်းလမ်းများကိုကျွန်တော်မျှဝေတော်ဖို့လည်းရှိပါတယ်။ညာတူကတော့ကျွန်တော် EID စနစ်ကိုတုံးထားတာပေါ့နော် EID medium viewer ဖြစ်ကြောင်း identity electronic မှတ်ပုံနေထားတာဖြစ်တဲ့အတွက်အဲကိုယ့်ရဲ့ personal အချက်တည်းမှန်ကန်ဖြည့်စွက်ရပါတယ်ဒါကတော့ လူတိုင်းလုပ်ဉာဏ်တုကိုစိတ်ဝင်စားတဲ့လူတိုင်းမရှိမဖြစ်ဖြစ်ဆိုရမယ့်အချက်လက်တွေဖြစ်ပါတယ်။ဉာဏ်တုဒီကျွန်တော် innovative idea တခုဖြစ်ပါတယ်။မြန်မာလိုတော့ကျွန်တော်ဉာဏ်တုကို အရေးလို့ဘာသာပြန်ထားပါတယ်။